ပိုးကုံတွင်းကုံလုပ်ငန်းရှင်တွေနဲ့ကြီးညာလွာတင်သွင်းသူတွေအနေနဲ့လုပ်ငန်းလက်ကျန်ရှင်နေရေးကိစ္စရပ်တွေကိုပြီးပြတ်အောင်ဆောင်ရွက်ကြဖို့အကောက်ခွန်ဦးစီးဌာနကအတိပေးထုတ်ပြန်ပါတယ်။ MCC ရဲ့စနစ်နဲ့ကြီးညာလွာတင်သွင်းရမှာစနစ်အတွင်းမပြည့်ပြည့်သေးတဲ့ကြီးညာလွာတွေနဲ့ကုန်ပစ္စည်းထုတ်ယူပြီးနောက်အခြားသောဌာနဆိုင်ရာအဖွဲ့အစည်းများ OGA လုပ်ငန်းစဉ်တွေကြန့်ရှိမှုကိုစစ်စစ်တွေးရှိရတယ်လို့ဆိုပါတယ် ါကြောင့်လုပ်ငန်းလက်ကျန်ရှင်နေရေးကိစ္စရပ်တွေနဲ့ပတ်သက်ပြီးပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေကြေညာလွှာတင်သွင်းသူတွေအနေနဲ့မိမိတို့ရဲ့ကြန့်ရှိတဲ့လုပ်ငန်းစဉ်တွေကိုပြည့်ပြတ်အောင်ဆောင်ရွက်ဖို့အကောက်ခွန်ဦးစီးဌာနကဆက်သွယ်လာရင်ပူးပေါင်းဆောင်ရွက်ကြဖို့အတိပေးနှိုးဆော်ထားပါတယ်တဖက်မှာလည်းပို့ကုန်လုပ်ငန်းတွေအားလုံးပုံမှန်အတိုင်း automatic license နဲ့ non automatic license စနစ်တို့နဲ့ရှောက်ထားရယူပြီးမှစောင့်ရွက်ရမယ်လို့ကုန်သွယ်ဥစည်းဌာနကကြေညာထားပါတယ် ကွန်တွေဦးစီးဌာနအနေနဲ့ပုဂ္ဂိုလ်လိုင်စင်တွေကိုမြန်မာ TrainNet 2.0နဲ့ခွင့်ပြုနေခြင်းမှာ match လ28ရက်နေ့မှာဖြစ်ပွားခဲ့တဲ့မန္တလေးငလျင်တန်းကြောင့် internet ချိတ်ဆက်မှုစနစ်တွေပြတ်တောက်ခဲ့လို့ April 1ရက်နေ့မှ30ရက်နေ့အထိပုဂ္ဂိုလ်လိုင်စင်လျှောက်ထားဖို့မလိုကြောင်းကြေညာခဲ့ပါတယ်။ထို့အတွက်ကြောင့်ပုဂ္ဂိုလ်လုပ်ငန်းရှင်တွေအနေနဲ့အကောက်ခွန်လုံထုံးလုံနည်းတွေနဲ့အညီထောက်ကုံကြေညာလွန်နဲ့တိုက်ရိုက်ဆောင်ရွက်ခွင့်ရှိကြောင်းထုတ်ပြန်ခဲ့ပါတယ်။ အခုတော့ပုဂ္ဂိုလ်လုပ်ငန်းတွေအားလုံးပုံမှန်အတိုင်းလိုင်စင်လျှောက်ထားရယူပြီးမှဆောင်ရွက်ခွင့်ရမှာဖြစ်လို့တင်သွင်းလိုတဲ့ထုတ်ကုန်ကြေညာလောက်မှလိုင်စင်ဖြည့်ဆွက်ကြေညာခြင်းလိုင်စင်ဘယ်လန်စင်ဆောင်ရွက်ခြင်းတို့ကိုအရင်လုပ်ငန်းစဉ်တွေအတိုင်းဆောင်ရွက်ရမယ်လို့ကောက်ခွန်ဦးစီးဌာန MACCS ဌာနခွဲကကြေညာထားကြောင်းမှာခင်ဗျာ thank you